မိတ်ဆွေပေါင်းချမ်းမှချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးရုံးကလဖိတ်ဆိုင်နစ်စီကကြိုဆိုလိုက်ပါတယ်ဟိုးရုံးကလဖိတ်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တုန်းကလဖိတ်ဆိုင်ထိုင်ရတယ်လို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရရအကြောင်းအရာဘောင်းဆောင်ကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျဟိုးရုံးကလဖိတ်ဆိုင်နစ်စီကစကားဝိုင်းခုနှစ်ပါကျွန်တော်တို့ကဟိုတုန်းကဆိုင်လေးဆိုတော့ဟိုတုန်းကအကြောင်းအရာလေးတွေကိုပို့ပြီးပြောကြရတာအာတန်တာပေါ့ အဲ့ဒီမှာမှာအခုကတော့အရှင်လဲမြောက်ရီဘူးတဲ့အကြောင်းအရာမျိုးပဲဘာလဲဆိုတော့ဟိုအစားတော့အစားတော့တည်းရဲ့တမိုင်းပေါ့အစားတော့တည်းရဲ့တမိုင်းနဲ့အဲ့ဒီဟိုတိထားတဲ့နဲ့ဟိုအဲ့ဒီအစားတော့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့အဲ့ဒီမှာမှာဒီတစ်ခေါက်ရွေးထားတာကကြတော့အာမိရှိရဲ့တမိုင်းနဲ့အမျိုးအစားစုံလာတဲ့မိရှိရဲ့အကြောင်းသူကအာစိတ်ဝင်စားစရာကောင်းနေပေါ့နာမည်အမျိုးမျိုး ချက်ပြုတ်ပြင်ဆင်မှုအမျိုးမျိုးနဲ့ဒီမြောနိုင်ငံရဲ့နေရာအတော်များများမှာရှိတဲ့အစအစတစ်ခုပဲပေါ့အဲ့တော့ဒီမှာကတော့အဲ့မီးရှီစာပြီးပေါ်ပေါက်လာတာရယ်ပြီးတော့အမျိုးအစားစုံတဲ့မီးရှီတွေရဲ့အကြောင်းလေးရယ်အဲ့ဒါလေးတွေကိုပြောပြမှာပါဗျအာပထမဆုံးကတော့မီးရှီရဲ့တမိုင်းသူကအာဘယ်လိုပြောရမလဲစိတ်ဝင်စားစရာကောင်းတဲ့စားစားလို့ပဲပြောရမှာပေါ့စားစားချင်းကတော့အမီးလိုရှိရှိလေးဖြစ်နေလို့မီးရှီလို့ခေါ်တာလားပေါ့ အာဒါမှနောက်တစ်ခါမင်းရှိဆိုတော့ကမန်လေးရစလာလားရှမ်းတိုင်းသားတွေရဲ့အစားအစာလားပေါ့ဟိုသူကမိုဟင်္ဂါတို့နန်းကြီးတို့ရခိုင်မုန်တီတို့လိုမျိုးသူကလာရာကသိပ်မရှင်းဘူးနိအဲဒါပေမဲ့ online ဆွေးဆောင်ချက်ဖြစ်တဲ့ Wikipedia မှာတော့မင်းရှိကစံခေါဆွဲအသားတို့နဲ့ပြုလုပ်တဲ့မြမအစားတောက်တစ်မျိုးဖြစ်ပြီးတော့မင်းရှိရဲ့အညီဟာတရုတ်စကလုံး mission ကနေဆက်တက်လာတယ်လို့ဆိုပါတယ်အာတော့ mission ဆိုတာကကြတော့စံခေါဆွဲကိုသူတရုတ်လို့ခေါ်တာအဲ့လိုမျိုးပေါ့ ပြီးတော့သူကမိရှိမကအမျိုးစားအဲအမျိုးမျိုးရှိတယ်လို့ပြောမှာပေါ့မောင်ဟင်းမကလည်းဒီတိုင်းပဲနိမချန်ကမောင်ဟင်းကရှိတယ်မြောင်မြောင်မောင်ဟင်းကရှိတယ်ဟင်္ဒရာမောင်ဟင်းကရှိတယ်ဘိတ်မောင်ဟင်းကရှိတယ်စသဖြင့်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုပဲမိရှိမှာလည်းမမိုင်းတာမိရှိမိုးကုတ်မိရှိကြောင်မဲမိရှိလာရှိုးမိရှိမိုးညင်းမိရှိအဲဒါမျိုးတွေအပြင်မန်းလေးမိရှိဆိုတာလေဒါတရားရှိနေတာပေါ့ဒါဆိုရင်မိရှိအစဘယ်ကလဲလို့ကြည့်ရင် အဲ့ဒီခုနပြောတဲ့ online ဆွဲလုံကျမ်းမှာတော့သူကမိရှိအစကမိုးကုတ်ရှမ်းမိရှိကလို့သူကဆိုထားပါတယ်။ဒီရှမ်းမိရှိမိုးကုတ်မိရှိကသူကအသားကိုကျွတ်တွနီနဲ့ငပြိုင်နဲ့နဲ့နဲ့ချက်ပြုတ်ထားပြီးတော့ဆန်ခေါက်ဆွဲနဲ့ရောစားတာပေါ့အသား sauce နဲ့အတူတူပင်ငပြိုင်ပါမယ်ကျွတ်တွမျိုးစီချက်ပါမယ်ငရုတ်သီးစီပါမယ်ကျွတ်တွနီကြောပါမယ်နနမင်းပါမယ်ဆိုတော့ပြီးတော့မိုးကုတ်မိရှိမှာကတော့သူကဟိုဟာအတုတ်ကောအရှိကောသူကနှစ်မျိုးလုံးရတယ်ပေါ့ဒါကရှမ်းမိရှိ ရှမ်းပြည်ရှင်ကတော့ရေပြောင်းပုံစံကတော့ဝတ္တာတာမှုပြတ်သားပါမယ်ပြီးသွားလို့ရှိရင်ပဲပင်ပေါက်ပါမယ်ပြီးသွားရင်ကော့ပါမယ်ပြီးသွားလို့ရှိရင်ခဲရင်ဒီအနှစ်ပါမယ်အဲလိုမျိုးလေးပဲဟိုဒါကတော့ဒီဒီလိုဆိုင်မျိုးတွေမှာကြောက်သွားတီချာလေးလုပ်ပေးထားတယ်ဒါကဟိုကချင်းချင်းငရုတ်ဒီအချင်းဒါကအာတုတ်ဟူအကျွတ်ကျော်ပြီးသွားလို့ရှိရင်တုတ်ဟူကောက်ရှိမယ်ပြီးသွားရင်ဝက်ခောက်ရှိမယ်ပြီးသွားလို့ရှိရင်အာဆက်မောင်းစီကျော်ရှိမယ်ပြီးငါးမုံလည်းရှိတယ် သူကတော့ဒါအားလုံးနဲ့တွဲဆောက်လို့ရအောင်သူကတော့အစုံဒီဆိုင်လေးကဒါကလောအဆိုင်ပြသူကတော့အဲ့လိုတရားလေးလုပ်ပြီးတယ်ဒါနေဖက်ပြီးသားလို့ရှိရင်ဒီလိုပုံစံမျိုးလေးဖြစ်သွားပြီသူကတော့ဒီရှမ်း source ဆိုင်ဒီရှမ်းရုပ်ဒီ source ပေါ့အဲ့အဲ့အနံ့လေးရှိတယ်ဒါဒီရှမ်းမီရှိမှာတော့လေဒါဆိုလို့ရှိရင်ဒါကအခုအခုနတူအကျွတ်ကျော်လေးနဲ့တွဲဆတာတူအကျွတ်အပြော့တူအပြော့ကျော်ကတော့နေရာတိုင်းမှာရတယ်ဒီတူအကျွတ်ကျော်လေးကကျတော့သူကနည်းနည်းလေးအကျွတ်နေရာလေးလောက်ပဲရတယ် ဒါကလောကပြပြဆိုင်ပါ စာပြတဲ့ရှမ်းမီရှင်ပြီးတော့အဲ့ဒီရှမ်းမီရှင်ကအတုတ်လည်းရတယ်အရင်နဲ့လည်းရတယ်ဒါကကြတော့ရှမ်းမီရှင်အရင်ဒါလည်းကလောပါပဲအဲကလောကရွှေဆိုတဲ့ဆိုင်တလီမှာစာပြတဲ့ရှမ်းမီရှင်အရင်နဲ့ အခုကသူကအာဒီလိုပုံစံမျိုးလေးအရေကသူကတော့အရေလေးကိုတိတ်အများကြီးမဟုတ်ဘဲဒီလိုအနေတော်လေးနဲ့ဆိုတော့အရသာလေးကလည်းအဆင်ပြေတယ်ဒီလိုမျိုးတချို့ဆိုင်မှာကြတော့ဒီလိုအရေအများကြီးနဲ့ဒီလိုပုံစံမျိုးလည်းရှိတယ်ဒါတစ်မျိုးစီပေါ့ဗျာပုံစံကတော့လေပြီးရင်ဒါကကြတော့စိတ်ဝင်စားစရာပြောမှာမိုင်းတာလူမျိုးအခုတွေ့နေရတာလူမျိုးတွေကမိုင်းတာလူမျိုးစားနေတာမိုင်းတာမိရှိပြီးတော့ရတော့ မိရှိထဲမှာမှစိတ်ဝင်စားစရာကောင်းတဲ့မိရှိတခုရှိနေသေးတယ်။အဲ့ဒါကတော့အဲတိုင်းစာရှမ်းမိုင်းတာလူမျိုးနဲ့မိုင်းတာမိရှိလို့ပြောရမှာ။သူကမိုင်းတာမိရှိအမိလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပြီးပြီးတော့ကျွန်တော်တို့တအားကြားဘူးနာဝရှိမနေဘူးပေါ့ဆိုတော့မိုင်းတာမိရှိကိုပြောမယ်ဆိုလို့ရှိရင်တော့မိုင်းတာလူမျိုးကိုအရင်ပြောရမယ်တော့မိုင်းတာလူမျိုးကိုအချို့ကကြတော့ရှမ်းတရုတ်ပြီးတော့ရင်တိုင်းစာရှမ်း ပြီးရင်ဘဘဲရှမ်းအာချန်ရှမ်းဆိုပြီးတော့နာမည်အမျိုးမျိုးနဲ့ခေါ်ပေါ်ကြတယ်လို့အဲသိရပါတယ်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခန်းနယ်မှာသူတို့ကိုရှမ်းတရုတ်လို့ခေါ်ကြပြီးရှမ်းပြည်နယ်အရှေ့ပိုင်းနယ်တွေမှာရှမ်းမိုင်းသာလို့လည်းခေါ်ကြတယ်လို့ဆိုပါတယ်အာမိုင်းသာလို့ခေါ်တဲ့ဒီတိုင်းစာတွေကရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခန်းနယ်ကချင်ပြည်နယ်မြစ်ကြီးနားဗမော်ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံတို့မှာခွဲပြီးတွေ့ရတယ်လို့ပြောပါတယ်ဒီရှမ်းပြည်နယ်မြောက်ပိုင်းနန်းခမ်းနယ်တရုတ်မြန်မာနယ်ကြား၆တိုင်အမှတ်၄၂အနီး ရွှေလီမြစ်ခွဲရမြစ်ကမ်းတစ်လျှောက်ကြီးရွာဒီမှာလေဒီမိုင်းသာရှန်ဒီအများဆုံးခြေချနေတဲ့နေရာဖြစ်တယ်လို့ပြောတယ်ပြီးတော့တရုတ်နိုင်ငံယူနန်နဲ့အတွင်းမှာလည်းနေကြတယ်ပြီးတော့အချို့တိုင်းစာတွေကကြတော့ဒီကချင်ပြည်နယ်ဝိုင်းမော်နဲ့တရုတ်ပြည်ယူနန်ပြည်နယ်ဒီမှာအများဆုံးနေကြတယ်လို့လည်းဆိုတယ်သူကဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြတယ်လေယာတောင်ယာပြောင်းစားတဲ့စက်ပြွေးလုပ်ငန်းတွေကိုအဓိကလုပ်ကင်တယ်ဗပဲလုပ်ငန်းကိုဘိုးဘွားဆင်ဆက်လက်ဆက်ကလုပ်ကင်မှုတွေရှိတယ်လို့ဆိုပါတယ် ဘိုင်းသားလူမျိုးတွေပြောတဲ့စကားကရှမ်းလည်းမဟုတ်ဘူးမြန်မာလည်းမဟုတ်ဘူးရှမ်းမြန်မာစကားနှစ်မျိုးလုံးပါတယ်စကားတစ်မျိုးတီးကြဖြစ်တယ်လို့ပြောပါတယ်ဘိုင်းသားမျိုးသမီးရဲ့စင်ရင်ထုံးပွဲမျိုးကတော့ဥကောက်မှာစစ်ကြိုခက်ခါမြန်မာမျိုးသမီးတွေစုံကြီးကြီးထုံးတယ်လို့မျိုးအဲ့လိုမျိုးအဝတ်နဲ့ရစ်ပတ်ပြီးထုံးဖွဲ့တယ်လို့သိရပါတယ်မြန်မာတမိုင်းမှာတည်ထားတဲ့တရုတ်မြန်မာနယ်စပ်ပေါ်မှာငင်းပွားမှုဖြစ်ခဲ့မှုတဲ့ Female Golan Campaign ရွာ300ကအဲ့ဒီမိုင်းသားရှမ်းနေနေထိုင်ခဲ့တဲ့ရွာတွေလို့သိရပါတယ် ဲ့မိုင်းတာလို့ခေါ်တဲ့တိုင်းစာရှမ်းလူမျိုးတွေရဲ့နာမည်ကြီးအစအစတစ်ခုကတော့မိုင်းတာမီရှိဖြစ်ပါတယ်။သူကတော့တိုဖူးနွေးကိုဝတ်သားနှုတ်နှုတ်ဆင်းပြီးတော့မြေပင်ငရုတ်တီဝတ်အခေါက်ပြီးသွားရင် အချင်းကြီးသူကနမ်ဆုံလို့ခေါ်ရတဲ့နေ။အဲ့ဒါနဲ့နေထားတဲ့အနှစ်ကိုသူကလက်ဖွားတဲ့ထက်ပြီးရင်မီရှိဘက်လေးနဲ့တင်ပြီးစားရတဲ့ရိုးရာစားစရာနီးလို့သိရပါတယ်။ ။ဒါလက်ရှိဆိုင်နေမှာရောင်းတဲ့ပုံစံကတော့ပကံလုံးအသေးတဲ့ကိုမိရှိဘက်ထက်အခုနပြောတဲ့အရာတွေအားလုံးထက်နေထားတဲ့အနှစ်ကိုဆက်နေဖက်ပြီးစားကြတာမျိုးပေါ့။အများသောအားဖြင့်တော့သူကဝက်ခောက်ခင်တို့သုံးတက်သားခင်တို့ဝက်ခောက်ကြော်တို့အဲ့လိုမျိုးနဲ့တွဲစားလေးရှိတယ်လို့သိရပါတယ်။သူအရသာလေးကတော့ချင်းချင်းစိတ်စိတ်ဆက်ဆက်လေးလို့ပြောတယ်။သူနဲ့တွေ့ဖက်ပြီးတော့မုံလာပြူအဲမုံလာဥပြူဟင်းကြီးပြင်းမြေပဲနဲ့ထောင်းထားတဲ့အာမြစ်ထောင် ပြီးအဲ့လိုမျိုးနဲ့စားကြတယ်တဲ့အဲဒေတာမှာပြီးတော့အချို့လူငယ်တွေကတော့သူဆန်ရက်မွေးမွေးလေးနဲ့တွဲဖက်စားတောက်လေးရှိတယ်လို့သိရပါတယ်အဲမိုင်းသားမီးရှေကကျွန်တော်တို့ဒီအရန်ကုန်မှာရောပြီးတော့လို့ရှိရင်မန္တလေးမှာရောတောင်ကြီးမှာရောအဆိုင်လေးရှိတယ်လို့သိရပါတယ်ဟုတ်ကဲ့မိုင်းသားမီးရှေပြီးတော့နောက်မီးရှေတစ်မျိုးကျိုင်းတုံမီးရှေကျိုင်းတုံမီးရှေကတော့သူအရင်နဲ့လို့ပြောရမှာထင်တယ်ဟိုကျွန်တော်တို့ဟို လေးလာဘူးတဲ့ဒီတခုမှာတော့သူဟင်းချက်ပုံကတော့ခင်းချင်းမီရဲ့အယောင်တင်မှုန့်ရဲ့စစ်တော်ဖြူမီရဲ့တွဲဖို့မှုန့်ရဲ့အဲ့ဒါတွေနဲ့အဲစစ်သားကိုစီတက်ပြီးချက်တာပေါ့ပြီးရင်အဲ့ခဲကိုကြိုပြီးပြုတ်ထားတဲ့ဒီချက်ပြုတ်ကြီးလောင်းထဲပေါ့ကိုလူချင်းနဲ့အရင်နေထားတယ်စားတဲ့ချိန်ကြာလို့ရှိရင်တော့မိရှိဘက်ကိုကုနာချက်ထားတဲ့ဟင်းရဲ့ဆမ်းပြီးတော့နနမင်းစစ်တော်မိတ်ဂေါ်ပြီးမုံညင်းစာပြီးထည့်ပြီးစားကြတာမျိုးပေါ့အချို့ကကျတော့လက်ပံပွင့်ကြောက်တို့ နှမ်းတို့ပဲပင်ပေါက်တို့လည်းထည့်စားတာရှိပါတယ်။အဲအခုလိုအသေးစိတ်မှကျတော့သူ့ကြိုက်နဲ့ကိုယ်ကြိုက်အဲအဲ့လိုမျိုးထည့်စားတာမျိုးကြီးပြီးတော့ဒေတာလိုက်အနေငယ်စီအပြောင်းလဲရှိပါပြီ။ဒါလေးတွေကတော့ပုံစံအနေငယ်ကွဲပြားမှုကြီးရှိပါတယ်။အခုဒီအခုချက်တဲ့ပြုတ်တဲ့ပုံစံဆိုရလဲဒါကျွန်တော်တို့လေ့လာထားတဲ့ပုံစံမှာသူ့မှာတီချာအချွတ်နီးတွေလည်းရှိကောင်းရှိမှာဖြစ်ပါတယ်။ပြီးတော့ရတော့တခါကြောက်မဲမီးရှိပေါ့။ကျောင်းမမရှိရတော့သူကတော့စီတိုဟုရဲ့ကျက်သမီးအရေးကြီးရဲ့ထူးထူးခြားခြားအဲ့ဒါထည့်ရရှိတယ်လို့သိရပါတယ်။ပြီးတော့သူလည်းမန်လီမရှိလို့ပဲကော်ထည့်တယ်လို့သိရပါတယ်။ အခုကျွန်တော်တို့ဒီဒီအကြောင်းအရာလေးကကြတော့လေအွန်လိုင်းပေါ်မှာရှိနေတဲ့ဒီဆွဲဆောင်ချက်ပြီးတော့လို့ရှိရင်သက်ဆိုင်ရာရောင်းချတဲ့ site တွေပြီးတော့ရင်တိုင်းသားလူမျိုးတွေရဲ့ page တွေကအချက်လက်တွေကိုရယူပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ရိုက်ကူးထားတာတွေလည်းအသုံးပြုပြီးတော့ဟိုအချို့သူတို့ရဲ့မူရင်းအသုံးပြုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ credit ပေးပါတယ်အဲပြီးတော့အခုဒါတွေဒီအခုနကျွန်တော်တို့ဒီရှန်တိုင်းသားနဲ့ဒီဘက်ချန်ရှက်ပြည်နယ်ဘက်ကမိရှိပြီးပြီးတော့ရင် manly မိရှိအကြောင်းဆက်ပြောပါမယ် မန်လီမီရှိအကြောင်းရေးခဲ့တယ်ဒါကျွန်တော်တို့ Muyen reference ကတော့ဦးစိုးမြင့်သိန်းရေးထားတဲ့မန်လီမီရှိအကြောင်းကိုကျွန်တော်တို့ reference ယူပါတယ်ပြီးတော့ကျန်တာတွေရတော့ကျွန်တော်တို့လေ့လာထားတာနဲ့ဖတ်မိတာတွေနဲ့ပေါင်းဆက်ပြီးတော့ဆက်ပြီးမျှပေးတာပါအခုဒီမန်လီမီရှိကကြတော့သူကဟိုရှမ်းမီရှိနေတော့မတူပုံစံကပြင်စင်တဲ့ပုံစံလဲကွာတယ်တော့အရသာနဲ့အနံ့ကအစား꽈ချမှုတွေရှိတယ်သူပြင်စင်တာကတော့မုံဘတ်အဲကော်ရီ ကော်ရီပြီးသွားလို့ရှိရင်သူစားရင်တော့ခုနကဒီရှမ်းကျင်နေပဲသုံးမမုံငင်းကျင်နေပေါ့ဒါဟင်းညွှန်ရှိမယ်ပြီးသွားလို့ရှိရင်သူကအာဒီငရုတ်စီပါမယ်ပင်းကပြားရီပါမယ်စီချက်ပါမယ်ငရုတ်ဒီမုံထဲ့တယ်ပင်းပင်ပေါက်စစ်သွင်ပြူထောင်းဂျုံစုပ်ဥကြော်ထဲ့တယ်ပင်းကပိထဲ့တယ်မုံငင်းကျင်ထဲ့တယ်ဒါကကော်ရီဒီကော်ကလည်းသူကဒါအတော်လေးဒီမန်နေမုတ်ဒီမှာတော့အတော်လေးအရေးကြီးတဲ့အခန်းကပါတယ် ဒီချက်သားကိုလည်းသူကပုံစံလေးတော့တမျိုးစီရှိတယ်။တချို့ကလည်းချက်သားကိုချက်ထားတာမျိုးအနှစ်နဲ့ချက်ထားတာမျိုးလေးလည်းရှိတယ်။ဒီလိုပုံစံမျိုးလေးကြီးလည်းရှိတယ်။ဒါတော့တဏျာနဲ့တဏျာပုံစံမတူဘူး။ဒါကမူရင်းကတော့ဂျုံစအုပ်ကျော်။ဂျုံစအုပ်ကျော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ပုံစံနည်းနည်းလေးပြောင်းလာတယ်။ဒါသူသူတို့ဒီဘက်ကပြင်ဆင်ပေးတဲ့ပုံစံလေး။စာပြည့်တဲ့ဆိုင်တစ်ခုကအခုဒီဟာဆိုလို့ရှိရင်အခုဒီမှာပြမယ်။ ဒီဂျုံစဥ်ကျော်ဂျုံဂျုံစဥ်စဥ်ကျော်ကိုအခုကအချို့ကတော့နောက်ပိုင်းအကြခွေးကျော်နေနဲ့လည်းအစားထိုးတုံးလာတယ်လို့သိရတယ်။ဒါကတော့အဲအကြခွေးကျော်ဖြစ်မယ်လို့ထင်ရတယ်။ပုံစံကြည့်ရလေပြီးတော့ဒီမုံညင်းမုံညင်းလေးတွေကတော့မုံညင်းနုနုလေးတွေပါရင်ပို့ပြီးတော့ရတာရှိတယ်။ဒီမှာကော်ကော်ကဒီလိုမျိုးလေး နေဖက်ပြီးတော့ရတော့ဒီလိုမျိုးဖြစ်သွားပြီအနှံ့အရတာလေးအစသူကတော့ရှမ်းမိရှင်နေတော့ကိုယ်ကိုယ်ပြားတယ်ရှင်စားကြည့်ရင်တိတာတယ်သူကတိတိချာချာခုနလိုအရတာလေးကလည်းအားလုံးကွတ်တိဖြစ်တယ်ပေါ့အချိုအငန်အဆက်ပေါ့အချင်းပေါ့အဲ့ဒါအားလုံးကကွတ်တိဖြစ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးတူလေးနဲ့တကော်ယူလိုက်လို့ရှိရင်ပေါ့တကော်ယူလိုက်ရင်ကိုပဲအဲ့ဒီမှာပါတဲ့မိရှိအဖက်တိုင်းမှာသူကအရတာလေးကဟိုအစင်ပြေနေတာလीအားလုံးကွတ်တိကြနေတာမျိုးဆောက်လို့ကောင်းတယ် ဒီကျွန်တော်တို့လေ့လာထားတဲ့အရာတော့မန္တလေးမိရှိရဲ့60ရာခိုင်နှုန်းရောင်းချသူတွေကတောင်မရောရွာကလို့ပြောပါတယ်တောင်မရောရွာဆိုတာကစကိုင်းတိုင်းမုံရွာမြို့နယ်ဗောရီထထောင်ဖျားအနီးမှာရှိတာပါတဲ့အဲ့ရွာမှာကသူကတောင်သူလဲလောက်ကြတယ်အဲ့ရလူရဲ့စိတ်လဲမွေးကြတယ်အဲ့ဒီတကလူတွေကမိရှိရောင်းပြီးကြီးပွားချမ်းသာသူတွေလည်းအများကြီးရှိတယ်လို့ပြောပါတယ်အဲအခုဒီနေ့ရောင်းနေတဲ့မိရှိကြီးကတော့ဟိုးရင်တော့ကမိရှိနေတော့မတူပဲနဲ့ပင်စင်မော်နီကွာသွားပြီလို့ပြောပါတယ် ။ဒီရင်တော့ငါသူကဝက်သုံးတက်သားကိုအိုးထဲမှာအိနေအောင်ပြုတ်ထားတယ်။ပြီးတော့အိုးဘော်ကအိမ်တုံးလေးတွေကိုထည့်ပြီးတော့ရောက်ချုံနဲ့ခောက်တယ်။အာအစီမြများကြိုက်ရင်အစီမြများထည့်တာပေါ့။အသားမြများဆိုရင်လည်းအသားမြများထည့်ပြီးခောက်တာပေါ့။အခုဒီဘက်ကအခြေအနေရကြတော့သူကအစီစားတဲ့သူကမရှိသလောက်ဖြစ်သွားတော့ပြီးတော့အရင်လိုလဲအိနေအောင်ပြုတ်စရာမလိုတော့ဘူး။အခောက်နဲ့အသားနဲ့ပြုတ်ထားလိုက်တယ်။လာတဲ့လူလာတော့စားတဲ့လူလာတော့မှကကြီးနဲ့ကပ်ပြီးထည့်ပေးလိုက်တယ်။အခုဒီဘက်ခင်မှာကြတော့ဝက်ကလီစာအစုံနဲ့ရတယ်။ပြီးသွားလို့ရှိရင်လည်းအမီခြေတော့တုတ်အဲအဲ့လိုမျိုးတွေ အရင်တော့ဆိုလို့ရှိရင်တော့ဒီနေရွက်တို့အမိတို့ခြေထောက်တို့အဲ့လိုမျိုးပဲရတယ်လို့ပြောတယ်ဒီဘက်ကမှာတော့ကလီစာအဆုံလည်းရတယ်ပေါ့သူကကြိုက်တဲ့ဟိုစိုင်းပုံဇံပုံမူတည်ပြီးတော့စားတဲ့လူတွေအကြိုက်လုပ်ပြီးတယ်လို့ပြောပါတယ်သူကမိရှိရဲ့အဓိကလိုအပ်ချက်ကတော့ကော်ကောင်းဖို့နဲ့ပဲငပီကောင်းဖို့လို့ပြောတယ်သူကကော်ကောင်းရင်မိရှိကစီစီထွေးထွေးလေးဖြစ်နေတယ်မကောင်းရင်တိတာလေကော်ရင်ကအလုံးလိုက်ထွေးလိုက်ဖြစ်နေရင်လည်းအဲ့မိရှိကစားမကောင်းဘူးပြီးတော့အဲ့ဒီမန်လီမိရှိမှာအဓိကကြတာကစအုပ်ကျော်အဲအဲ့ဒီစအုပ်ကျော်က ဂျုံနဲ့ငပြောသီးနဲ့နေပြီးကြော်တာလို့ပြောတယ်အချို့ကကြောက်လည်းမဟုတ်ဘူးတဲ့စဟုကြော်ကမုတ်တီလုတဲ့မုတ်နှစ်ခဲကိုငပြောသီးနဲ့နေပြီးကြော်တာလို့ပြောတယ်ဒါပေမဲ့ဒီဘက်ခင်မှာကတော့အဆိုင်တွေကဆိုင်တော်များများမှာစဟုကြော်မရဘူးအချို့ဆိုင်တွေဆိုစောစောစီးစီးသွားရင်ရတယ်အချို့ဆိုင်တွေကကြတော့အီချာကွေးကိုကက်ကြီးနဲ့ကိုက်ပြီးကြော်ကြတယ်လို့ပြောတယ်အဲ့ဒါကသူ့မူရင်းစဟုကြော်လောက်တော့စားမကောင်းဘူးတဲ့အဲအဲစဟုကြော်တွေမှာခုနချက်သားထည့်ပြီးကြော်ရင်တော့ဒါချက်စဟုကြော်ဖြစ်တာပေါ့ဝက်သားထည့်ပြီးကြော်ရင်ဝက်စဟုကြော်ဖြစ်တာပေါ့ပြီးတော့နောက်မုတ်ဥတော် မုံတုံကတော့မိရှိရဲ့အသက်လို့ပြောကြတယ်အကျွန်တော်တို့ကကျတော့မုံမှုတုံဆိုတာလေဒီကော်ဝဲခေါ်တာလို့ထင်တယ်အကယ်လို့ဒါနဲ့ပတ်သက်လို့တည်တည်ချာချာသိတယ်လို့ရှိရင်လည်းကျွန်တော်တို့အမျှဝေပေးနိုင်ပါတယ်ဗျပြီးတော့မုံဖက်မုံဖက်ကတော့တဲ့ဟိုးအရင်တုန်းကလှုပ်တဲ့မုံဖက်တွေကမနေ့ကျအခုယူရောင်းပေါ့လေလက်လက်ဆက်ဆက်ရောင်းကြတာဖြစ်တဲ့အတွက်သူကပူပြီးရတာရှိတယ်ကြာရှည်ခံအောင်ဆေးတွေပါကြီးလည်းထည့်မှာဒါကိုဖော်မလင်တော့ဘာလို့ပေါ်စသဖြင့်အဲ့လိုမျိုးတဘာဝအတိုင်းလက်လက်ဆက်ဆက်ဆိုတော့ပူပြီးစားကောင်းတယ်ပြီးတော့ဟင်းကြီး ဟင်းရီကကြတော့လေဒီတိုင်းပဲသူကမြေအိုးနဲ့တည်တဲ့ဟင်းရီမှာသူကပိုရတာမြောက်တယ်လို့ပြောတယ်။အဲအဲ့ထဲမှာမှအဲ့ဒီမြေအိုးထဲမှာတော့မှသူကအလကပ်ပရွာကထွက်တဲ့နဘတ်အိုးနဲ့တည်တဲ့ဟင်းရီမှာပိုပြီးကောင်းတယ်လို့ပြောတယ်။ပြီးတော့မန်လင်းမြစ်ရဲ့တမိုင်းကိုဒီ Facebook မှာအခုကျွန်တော်တို့ reference ယူခဲ့တဲ့ဦးစုံမြင့်သိန်းအကောင့်မှာတော့သူတို့ငွေတော့ဆိုလို့ရှိရင်လေတပုတ်ပြား60ပဲပေးရတဲ့အထက်နဲ့တရားောင်းတဲ့ဥညွန့်တင်ဆိုတာရှိတယ်တဲ့။အဲ့ဥညွန့်တင်ရဲ့ PC ဟင်းညိုကြီးကသူတအားချိုးတာတဲ့ ။ဒါချို့တော့ तू လှုပ်ရချက်ဆိုတော့ဘယ်သူမှလည်းမပြောဘူးပေါ့။အဲ့နဲ့နောက်တော့မှ तू ကအဲ့လိုပဲဟင်းရင်တင်းခတ်ရင်ပြူရင်ဘာညာနဲ့ तू သိရတာကအဲ့ဝက်မေးရုပ်ထက်ပြုတ်တာ။ तू အဲ့ဟာဟင်းရင်တားချို့တယ်တဲ့။အဲ့သူ့မူရင်းစာမှာတော့အဲ့မိရှိအကြောင်းပြောပြတယ်။ရွှေဆိုင်နဲ့ဦးသိန်းနဲ့စိန်ဝင်းမိရှိတို့ကိုကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ထားပါတယ်။ကျွန်တော်တို့ကလည်းထပ်ဆင့်ကျေးဇူးတင်ပါတယ်ဗျာ။သူစီကနေတဆင့် reference ယူတာဖြစ်တဲ့အတွက်ပြီးတော့ဒီရေးသားမှုတွေနဲ့ဆက်ဆက်ပြီးတော့မန္တလေးသားတွေရဲ့ရေးသားမှုတွေကိုကြည့်လို့ရှိရင်သူကဒီယုံကြည်မိရှိတို့ ီးတော့တရုတ်ပြည်စီချွန်ပြည်နယ်ကရောက်ပြီးဒုတိယကမ္ဘာစစ်မဖြစ်ခင်တုန်းကဈေးကျော်မြောက်ဖက်26လမ်းကိုကိုပင်အောက်မှာဖွင့်ပြီးတော့နောက်တော့မြောက်မလွယ်အရှိတကားနာမှာဆိုင်ကန်းနဲ့ရောင်းတဲ့နာမည်ကြီးမြောက်မလွယ်မီးရှိပြီးတော့1980ဝင်းကျင်ကမနက်ဆိုရင်မန်စီပင်ဝင်းထဲမှာစဝင်းစတန်မကြီးပင်အောက်မှာရောင်းပြီးတော့နေ့တဲ့ပိုင်းဘာဒူးကွင်းမဲ့ရွှေ့ရောင်းနေရှိပြီးအရှင်တုန်းကလူကြီးတွေပါဝင်းကြီးတွေပါလာစားနေရှိတယ် ပြီးရင်85 86 89ကဆိုလို့ရှိရင်ဘောလုံးပွဲကြည့်ရင်ဘေးဆိုင်မှာမကြီးရေတောင်ရင်တွဲစားလေးရှိတယ်ဆိုတော့ဦးမြင့်အောင်ရဲ့ဘာဒူးကင်းမိရှိပြီးတော့ချက်သားကိုအနှစ်လေးနဲ့ချက်ထားပြီးလွန်ခဲ့တဲ့2040လောက်ကရွှေဆိုင်နဲ့တမာရီချိန်ဝင်သားမှရောင်းတဲ့ချက်သားမိရှိနာမည်ကြီးတဲ့ပူတင်ရွှေဆိုင်နဲ့မိရှိပြီးရင်အချင်းအတော်လေးကောင်းတယ်လို့နာမည်ကြီးရဲ့လမ်း80လဖုံးကျောင်းရှိကဖောင်တော်တီမိရှိပြီးတော့ရင်ဦးမြင့်ဝင်းရဲ့မကြီးရိတ်မိရှိစိန်ဝင်းမိရှိ တန်း၈၀ဦးမြို့မီးရှေစာတွေကသူကဟိုးအရင်နှုန်းတွေကအစဉ်အလာရနာမည်ကျော်ခဲ့တဲ့ဆိုင်လေးလို့သိရပါတယ်အာကျွန်တော်တို့အနေနဲ့ကတော့ဒီအစားအစာတွေရဲ့တမိုင်းကိုအထူးထားမြောက်ရတာဖြစ်တဲ့အတွက်လက်တလောဆိုင်တွေအကြောင်းကိုတော့ကျွန်တော်တို့ပြည်ပြဝဝလေးလာမထားဖြစ်တဲ့အတွက်အဲ့ဒါကိုတော့ကျွန်တော်မမျှဝေနိုင်ပါဘူးဗျဆိုတော့ဒါကတော့မန်လီမီးရှိပါအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ကြည့်အခုကရှမ်းမီးရှိတွေဆိုလို့ရှိရင်လည်းအခုကကျိုင်းတုံးတို့ပြီးသွားရင်မိုင်းသားတို့ပြီးသွားလို့ရှိရင်ဒါ မိုးကုတ်လို့စသဖြင့်သူကသူတီးတီးရှိတယ်ပြီးတော့မန်နေမီရှိရတော့ဒါကသူကသူကသူတီးကြတပုံစံရက်တယ်ဒီထဲမှာမှနောက်ဆုံးမှာမှဒါအခုဒီဘက်ခင်မှာပေါ်လာတာလို့ပြောမယ်မြေဦးမီရှိမြေဦးမီရှိကတော့ကျွန်တော်တို့အကျဲတွင်းပြောမနေတော့ပါဘူးမြေဦးမီရှိဆိုတာကအခုနောက်ပိုင်းမှာပေါ်လာတာလို့ယူဆရတယ်မြေဦးမီရှိဆိုတာမြေဦးထဲမှာထည့်ပြီးတော့ချက်ပြုတ်ထားတဲ့ယူနန်ပြည်နယ်ကဟင်းနီယာတမျိုးနဲ့ဆင်တယ်ဟာဒီဟင်းနီယာထဲမှာဟိုတီးရက်တွေမြေမဆဆပါတယ်အာအသားချုပ်ပါမယ်စသဖြင့်ဒီလိုမျိုးပါပဲဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့လေ့လာထားတဲ့ မိရှိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ကျွန်တော်တို့လေ့လာမိသလောက်အမျိုးမျိုးရှိတဲ့မိရှိတွေလည်းဖြစ်ပါတယ်အချို့သောအချက်လက်တွေအကြောင်းအရာတွေကတော့ဒေတာလူကိုယ်တိုင်တူးချင်းစီပေါ်မှာမူတည်ပြီးတော့အနေငယ်အပြောင်းလဲအတိတ်ဆောင်လေးတွေရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့ပြောတဲ့အထက်မှာမှားယွင်းတာရှိရင်လည်းပြင်ဆင်ပေးနိုင်ပါတယ်ဗျအခုလိုကျွန်တော်တို့မျှဝေပေးမှုကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်